အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ NSC ကွန်မရာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်များဝေသွားမှာတော့ကိုယ့်ရဲ့ကွန်မရာထဲမှာကျွန်တော်ဒီ data တွေကိုမတော်တဆမှားဖြတ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်ဖြတ်မိသွားတဲ့ file တွေပေါ့နော်အဲ့ဒါကိုကျွန်တော်ပြန်လိုချင်တယ်ဆိုရင်ကျွန်တော်ပြန်စေတဲ့ software လေးတစ်ခုကျွန်တော်ဒီမှာမျှဝေပေးသွားမှာဖြစ်ပါတယ် အပြောချင်တာကျွန်တော်တခါကြရင်လေကျွန်တော်တို့ရဲ့ကွန်ပျူတာထဲက data ပဲဖြစ်ဖြစ်ကက်တီထဲကပဲဖြစ်တော့ SD ကက်တီ HDD တွေအနေမှာကျွန်တော်တို့ဟာဖြတ်ပြီးတော့မှပြန်လဲရယူရှင်နေဆိုရင်သို့မဟုတ် format ရိုက်ပြီးတော့မှပြန်လဲရယူရှင်နေဆိုကျွန်တော်အခု software နဲ့ပြန်လဲရယူလို့ရပါတယ်နော်ဆိုတော့ကျွန်တော်လိုက်ပြီးတော့ကြည့်ကြည့်မယ်အဲ့တော့ကျွန်တော်ရှေ့နီးတိုင်းပဲကျွန်တော် software တွေဆိုရင်တော့ Telegram channel မှာပဲတင်ထားပြတာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်ဒီမှာ camera technology and software ဆိုတဲ့ကျွန်တော် channel ပါရှိပြီးသားလူတွေကတော့ကျွန်တော်တွေ့ရပြောကြမလို့ပါဘူးတွားပြီးတော့ download ပါကျွန်တော်မတည်သေးတဲ့လူတွေကတော့အာကျွန်တော်ခဏဖတ်ပြလိုက်တဲ့ channel မှာပဲသွားပြီးတော့အာတွတ်ချလိုက်ပါတော့ပြီးရင်ကျွန်တော် YouTube channel မှာလည်းဓာတ်ရိုက်ကျွန်တော် channel ရဲ့ link တွေပေးထားပေးပါတယ်အဲဆိုတော့ကျွန်တော်ဒီမှာအခုသုံးမဲ့ software ဒီကောင်လေးနော် Cassette ဆိုတဲ့ဟာလေးဖြစ်ပါတယ် data recovery software ပါအာဆရာဦးကောင်းမြင့်တင်ထားတဲ့ထဲကနေမှကျွန်တော်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်အာ software ကိုကျွန်တော် download ပါမယ်နော်ဒီမှာ 16.6 MB ပဲရှိတာဖြစ်သည့်အတွက်ခဏပဲဒေါင်းအောင်ပါပါ။ဟောပြီးသွားလား။ကျွန်တော်ဒီမှာဒေါင်းလုံးမပြတော့တခါတည်းလာပြနေကျွန်တော်မှာ။ကျွန်တော်ဒီမှာ file တခါတည်းပြနေနော်။ message တွေကွန်ပျူတာထဲမှာဆိုရင်တော့အာဒေါင်းလုံးရမယ်နေထင်ပါတယ်နော်။အဲ့တော့ကျွန်တော် file ကတခါတည်းပြနေတာဖြစ်သည့်အတွက်အဲကျွန်တော်ဘယ်နောက်ကိုရောက်သွားလဲဆိုတော့ကျွန်တော်မူလ file က ဒီကောင်တွေတော့ live match ဆရာမလို့ပါဘူးเนาะအဓိကတော့မိတ်ဆွေတို့ software ကို down လိုက်တယ်ဆိုရင်ဘယ်နောက်ရောက်သွားမှလဲဆိုတော့ download file နဲ့ပဲရောက်သွားမှဖြစ်ပါတယ်အဲကျွန်တော်ပုံစံတူလေးဒီပုံစံနဲ့တူသွားကျွန်တော် live ပြီးပြလိုက်ပါမယ်เนาะကျွန်တော် download file နဲ့ကိုဒီ telegram နဲ့ကိုသူကရောက်သွားမှဖြစ်သည့်အတွက် telegram file နဲ့ကိုကျွန်တော်ခဏလေးရွှေထားလိုက်ပါမယ်အဲ့ဆိုရင်ဒီဒီဟာလေးပေါ့နော် SS ဆိုဆိုတဲ့ data data recovery wizard software ဖြစ်ပါတယ်အဲ့ဒီ software ရလာပြီဆိုကျွန်တော် software ကြီးကိုတခါရင် install လုပ်လို့မရပါဘူးကျွန်တော်တို့ကအာဒီ repair version ပေါ့နော်ကျွန်တော်တို့ crack version နေဖြစ်နေသည့်အတွက်ကျွန်တော်တို့ဟာဒီစနစ်တကျလေးနဲ့ install လုပ်ဖို့လိုအပ်ပါတယ်ကျွန်တော်မလိုတော့တဲ့ဟာတွေဆိုလဲကျွန်တော်ရှေ့တုန်းကအာဒီတိုင်းတိုက်ရိုက်တင်လို့ရတဲ့နေ့တွေပြောခဲ့တယ်ပေါ့နော်အခုကျွန်တော်ပြတဲ့နေ့တိုင်းလေးသေချာလေးလိုက်လုပ်ပေးပါအာလွဲသွားရင်ကျွန်တော်တို့ဒီ software ကြီးအလုံးမလုပ်တာတွေဖြစ်သွားတတ်ပါတယ်နော်ဟုတ်ပြီအဲ့တော့ပထမအဆုံးအနေနဲ့ကျွန်တော်ကွန်ပျူတာမှာ antivirus တွေပိတ်ရမှာဖြစ်ပါတယ်ပထမအဆုံးကျွန်တော်ဒီဒီ down ကိုသွားလိုက်မယ်ပေါ့နော်ပြီးသွားရင်ဒီမှာ windows security ဆိုတဲ့ဒီပုံလေးကိုတစ်ချက်နှိပ်မယ် ပြီးတော့တော့ကျွန်တော်တို့ဟာဒီမှာ virus that and protection ပေါ့နော်ဒီအောက်ဒီမှာနေလေရတယ်ဒီမှာနေလေရတယ်အတူတူပါပဲပြီးတော့ကျွန်တော် manage setting ထဲဝင်မှာကျွန်တော်ဒီရှိနေတဲ့ဒီပြောမယ်ဆိုရင် ဝင်းဒိုးဒီဖန်နာတွေအကုန်လုံးကိုပိတ်ပို့လို့ပါတယ်ကျွန်တော်ကွန်ပျူတာမှာတော့ဒီမှာ၄ခုပဲရှိပါတယ်မိတ်ဆွေတို့ကွန်ပျူတာမှာနောက် version ဆိုရင်တော့၅ခုဖြစ်နေပါလိမ့်မယ်ပေါ့နော်အကုန်လုံးပိတ်လိုက်ပါအာပြီးတော့ကျွန်တော် minimize လုပ်ခဲ့လိုက်မယ်နောက်တစ်ခုပဲဟာပိတ်ပို့လို့သေးလဲဆိုရင်ကျွန်တော်ပုံမှန်အားဖြင့်ဒီ edify ရဲ့ software တွေမသုံးဘဲနဲ့အဲဒီဟာလေးပဲရှိတယ်ဆိုပိတ်တော့ပြီးသွားပြီအကယ်၍မိတ်ဆွေတို့ကွန်ပျူတာမှာအခုလိုမျိုးကျွန်တော်တီးတန့် edify ရဲ့ software တွေထပ်ထည့်ထားသေးတယ်ဆိုတော့အဲ့ဒါတွေလည်းကျွန်တော်ပိတ်ပို့လို့ပါတယ် ကျွန်တော်ရှေ့ရတော့ဒီ smatter 3နဲ့နီလေးမျှဝေခဲ့တယ်အဲ့တော့ smatter 3ထားတဲ့လူတွေကျွန်တော်အာဒီမှာ product ထဲဝင်မယ် disable ပြန်လုပ်ပေးရပါမယ်နော်သူခဏလေးပြေးလိုက်မယ်ပြီးတော့ minimize ပြန်လုပ်မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြန်ဖွင့်ရအောင်မလုပ်ပါနော်ဟုတ်ပြီတခြား antivirus ရဲ့3တဲ့လူတွေလည်းအာကျွန်တော်လိုက်ပြီးတော့ပိတ်ထားပေးပါနော်ကိုသုံးတဲ့ software ပေါ်မှာ DB ပိတ်ထားပေးမဟုတ်ဘူးဆိုကျွန်တော်တို့ဒီ extra year ဖြည့်ရှားတဲ့အချိန်မှာ crack ဒီကိုအကုန်လုံးသူက virus ဆိုပြီးတော့မှပိတ်ကျသွားပါတယ်နော်နောက်ဆုံးတစ်ခုကြံပါသေးတယ်အဲ့ဒါပါလဲဆိုရင် control panel ပါနော် step ကိုသွားမယ်ပြီးတော့ရင်ကျွန်တော်တို့ all app ကိုတစ်ချက်နှိပ်ပါအတူကောင် CTR လို့ရေးလိုက်မယ်ဒီမှာ control panel ပွင့်လာပါပြီသူထဲဝင်မှာပြီးတော့ရင်ဒီမှာ system and security ထဲဝင်မယ်အဲ့ဒါကဒီ category view ဖြစ်နေတဲ့ lash icon နဲ့ဆိုရင်တော့ကျွန်တော်တို့ဒီမှာ security and maintain ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ခဏနေရဝင်နေနေရနဲ့အတူတူပါပဲ security ဒီ system security ထဲဝင်မယ်ဒီမှာ security and maintain ဆိုတဲ့နေရာတန်းရောက်ပါတယ်ပြီးတော့ရင်ဒုတိယတစ်ခုယူရမှာ Chain Security and Mining Setting ကိုထပ်နေပါပြီးတော့တော့ကျွန်တော်ဒီဘက်က use user account control နဲ့ virus protection နှစ်ခုလုံးပေးပေးပါเนาะပြီးတော့ okay လို့နှိပ်မယ်ပြန်ဖွင့်ရအောင်မှာဖြစ်သေးတဲ့အတွက် minimize နဲ့ကျွန်တော်ခဏရှင်းခဲ့လိုက်ပါမယ်အဲ့ဆိုကျွန်တော်စုစုပေါင်းဒီမှာ virus protection နဲ့ပေးတာ၃ခုပါเนาะအဲ့တော့ကျွန်တော်ဒီကောက် extra here ဖြည့်ရအောင်ပါ software ပေါ်မှာညာ click နှိပ်မယ်ပြီးတော့ကျွန်တော် show more option အဒီမှာ win rate ထဲနေမှာ extra here ပါနော် window 10နေရာတော့ဒီ show more option သွားစရာမလိုပါဘူး extra here တန်းပေါ်ပါတယ် ကျွန်မတွေ့ပါတယ်နော်အဲ့တော့ဒီကောက်နှစ်ချက်နဲ့ဖွင့်မယ်ပထမအောင်ဆိုကျွန်တော်ဒီမှာ block hall လောက်အောင်မှာဖြစ်ပါတယ်သူနှစ်ချက်နဲ့ဖွင့်ပြီးဒီကောက် run ရမှာပါနော်အကုန်လုံးပြီးသွားဆိုဒီကောက်ကို click နှစ်ချက်နဲ့ run ပြလိုက်မယ်ရပြီရပြီဆိုကျွန်တော်ပြန်ထွက်မယ်ပြန်ထွက်ပြီးတော့ကျွန်တော်တို့ set up file နဲ့ဝင်ရပါမယ်เนาะ set up file နဲ့ရှင်းဖွင့်အကရဲ့မိတ်ဆွေတို့ကွန်ပျူတာမှာ အဲကျွန်တော်လက်ဆိုင်ကိုထားလိုက်မယ်နော်အခုလိုမျိုးမမြင်ရဘူးဆိုတချို့ကွန်ရာတွေမှာကျတော့အဖြူရောင်ရင်းဖြစ်နေကြပါတယ် software ပုံမပေါ်ဘူးဆိုရင်အဲ့ဒီကောင်ကိုကျွန်တော်ဖိပြီးတော့ desktop screen ပေါ်ခဏရွှေထားလိုက်ပါနော်အဲ့ဆိုရင်ပုံလေးပေါ်လာလိမ့်မယ်အဲ့ဆိုသူ့ကြတော့ကျွန်တော်ဘယ်လိုလုပ်လဲဆိုရင်အာ right click နေမယ်ပြီးတော့ကျွန်တော်ဒီ run as administrator နဲ့ကျွန်တော်ပြန် run ပြရပါမယ်နော်ဒီကောင်လေးနဲ့ run လိုက်မယ်ရပြီ okay လို့နှိပ်သွားမယ်အာပြီးတော့ရင် next ဆိုတဲ့ဟာလေးထပ်နှိပ်မယ်ပြီးတော့ရင် ကျွန်တော် yes ဆိုတဲ့ဟာလေးထပ်နှိပ်မယ် yes ဟောကျွန်တော်ဒါအော် sorry ကျွန်တော်ကင်မရာမှာရှိပြီးသားဖြစ်နေเนาะကျွန်တော်မဖြတ်မိလိုက်လို့ပါဒါဆိုရင် तू ကရှေ့ကဟာကိုတခါတည်း auto အာ remove လုပ်သွားပါတယ်เนาะအဲ့တော့ message ရဲ့ကင်မရာမှာတော့ဒီလိုမပြပါဘူး next ပြီးသွားကျွန်တော်အခုလိုမျိုး accept ဆိုတဲ့ဟာလေးတန်းပေါ်လာမှာပါเนาะကျွန်တော်ကင်မရာမှာရှေ့ကတင်ပြီးသားကျွန်တော်မဖြတ်မိလိုက်လို့เนาะအဲ့တော့ accept ကိုနှိပ်မယ်ပြီးသားကျွန်တော်ဒီ confine ဆိုတဲ့ဟာလေးထပ်နှိပ်လိုက်မယ်အဲ့မှာကျွန်တော်တို့ yes ဆိုတာလေးနှိပ်လိုက်ပါ ပြီးတော့ကျွန်တော်ဒီမှာဘာလို့လဲဆို create desktop shortcut ပါเนาะအပြင် shortcut ကိုပို့လိုက်မှာဖြစ်ပါတယ်အဲဒါတော့ install လုပ်ပေးလိုက်ပါမယ်အခဏလေးစောင့်လိုက်ပါเนาะသူ install လုပ်တာလေးကြားလိုက်မယ်ကျွန်တော်တော့ခဏရပ်ထားလိုက်မယ်ဟုတ်ပြီပြီးတော့ရင်လေကျွန်တော်အခုလိုမျိုးပေါ်လာမယ်အဲ့ဒီနှစ်ခုလုံးကျွန်တော်အမှန်ချစ်ဖြုတ်ပေးပါเนาะအမှန်ချစ်ဖြုတ်ပြီးတော့ကျွန်တော်တို့ဘာလို့လဲဆိုရင် finish ဆိုတဲ့ဟာလေးကျွန်တော်လုပ်လိုက်ပါမယ်အခုလို browser ပွင့်လာရင်ပိတ်ပေးလိုက်ပါ အဲဒါဆိုအားလုံးပြီးသွားပြီပေါ့နော်ပြီးသွားခဲ့ဆိုကျွန်တော်အပြင်ကိုပြန်ထွက်လိုက်မယ်ထွက်ပြီးသွားရင် patch file တွေကိုသွားမယ် patch file တွေကိုသွားရင်ကိုယ့်ရဲ့ဒီမှာဟို32 bit နဲ့64 bit ပေးထားပါတယ်ကိုယ့်ရဲ့ကွန်ပျူတာရဲ့ alike ကျွန်တော်32 bit 64 bit ကော်ပီယူရမှာဖြစ်တယ်အာအခုနောက် version တွေအကုန်လုံးကကျတော့64 bit နဲ့ပဲလာတယ်ပေါ့နော်အကယ်၍အဲ့ဒါကိုကျွန်တော်ဂါကနနာမသိဘူးဆိုရင်ဘယ်လိုကြည့်မလဲဆိုတော့ဒီ this pc ပေါ်မှာညာ click နှိပ်ပါ properties တွေဝင်လိုက်ပါပြီးတော့ကျွန်တော်အဲဒီမှာ ဒီ device specification နားမှာကျွန်တော် system တိုက်မှာဒီမှာ64 bit ပေါ့နော်။ Now window တွေအကုန်လုံး64 bit ပါပဲ။အကယ်၍ကျွန်တော်တို့တချို့ရိုးရိုး window သုံးသုံးမားတွေ window 7ပေါ့နော်။အမှ32 bit သုံးသုံးမားတွေရှိနေတော့ကျွန်တော်တို့ဒီ patch file ကို32 bit သုံးမိပေါ့နော်။ဟုတ်ပြီအဲ့ဆိုကျွန်တော်သူ့ copy ယူလိုက်မယ်။အာပုံမှန်တိုင်းကျွန်တော် copy ပေါ့နော်။ ဟုတ်ပြီအဲဆို copy ယူလိုက်မယ် copy ယူပြီးတော့ကျွန်တော်ဘယ်နာသွားမလဲဆိုခဏခဏ install လုပ်တဲ့ software လေးကျွန်တော်ဒီနားရောက်နေနော်အဲဆို mesilo camera မှာလည်း desktop screen ပေါ်အကောင့်လေးတက်လာမယ်သူ့ညာကလစ်နှိပ်ပါပြီးတော့ရင် open file location နဲ့ဖွင့်ပေးပါအော်ရောက်သွားပြီဆိုကျွန်တော်ဒီ file ထဲမှာလွတ်တဲ့ညမှာညာ click နေပြီးတော့မှကျွန်တော် paste လုပ်ပေးရမှာဖြစ်ပါတယ်အဲဒီလိုလေးပေါ်လာတဲ့ဆိုရင် Mesilo camera မှာတော့ဒီ file exposure နဲ့ပဲသွားပြီးပေါ့နော်ကျွန်တော်ကတော့တခြား software တွေသုံးလာလို့ file exposure ကိုသွားပါအပေါ်ဆုံးတစ်ခုပဲရွေးပေးပါ နော်ဒီမှာ replace the file in that destination ပေါ့နော်အကောင့်လေးပဲကျွန်တော်တစ်ချက်လေးရွေးပေးပါ ပြီးရင် continue ဆိုတဲ့အားလေးတစ်ချက်နေပေးပါအဲ့တော့ဒီမှာ file လေးရောက်လာပြီအဲ့ဒီ file ပေါ်မှာကျွန်တော်တို့ကညာ click နှိပ်မယ် run as administrator နဲ့ run ပေးပါအဲပြီးတော့ကျွန်တော်ဘာကိုထပ်နေမလဲဆိုရင်အာကျွန်တော်ဒီ pass ဆိုတဲ့ဟာလို့ကျွန်တော်တစ်ချက်နှိပ်ရမှာဖြစ်ပါတယ်ဟုတ်ပြီခဏလေးစောင့်လိုက်ပါနော် ။ဟုတ်ပြီအခုလိုမျိုးအာ passion dam ဆိုတဲ့ဟာလေးပေါ်သွားရပါတယ်နော်။ဒီလိုလေးပေါ်မှာအဆင်ပြေတာပါနော်။ဒါဆိုအားလုံးပြီးသွားပါပြီ။အာကျွန်တော် exit နဲ့ clinic ပြီးတော့ထွက်ပြေးပါဦးနော်။ဟုတ်ပြီပြီးတော့ကျွန်တော်ဘာလို့ဖို့ကြံသေးလဲဆိုရင်ဒါခဏဖွင့်လာတဲ့ open location file နော်။သူ့ပိတ်လိုက်လို့ရပြီ။အဲ့တော့ကျွန်တော်ပြန်ထွက်မယ်နောက်ဆုံးတစ်ဆင့်မှကြာမှာတော့တယ် activate ရောနှစ်ချက်ဝင်မှာအပြီးတော့ကျွန်တော်တို့သူ့ကိုညာ click နေမယ် run as administrator နဲ့ run ပြပါနော်ကျွန်တော်ဒီကောင်းနဲ့ run မယ် run ပြီးတော့ကျွန်တော်ဘယ်သူ့နေမလဲဆိုရင်ဒီ activate ဆိုတဲ့ဟာလေးကိုကျွန်တော်ထပ်ပြီးတော့ click ပေးရပါမယ် ဟောပြီးပြီးတော့ကျွန်တော်ဒီမှာမမားစီနေเนาะဘယ်နောက်သွားမလဲဆိုကျွန်တော် C5 နဲ့ကိုသွားမယ် C5 ထဲနေမှာကျွန်တော် Windows file နဲ့ဝင်မယ်အာ sorry ဒီ program file ပေါ့နော်ကျွန်တော်အောက်ကဒီ68မဟုတ်ပါဘူးအပေါ်က program file နဲ့ share ဝင်မယ်ပြီးတော့ကျွန်တော်ခနာ software ဒီမှာ ss ဆိုတဲ့ဟာလို့နှစ်ချက်နေဝင်ပြီးတော့ဒီကောင်းကိုနှိပ်မယ်ပေါ့နော်ဒီကောင်းတစ်ချက်နေနှိပ်ပြီးတော့ရင် slash folder ဆိုတဲ့ဟာလို့ကျွန်တော်နှိပ်ပြရပါမယ် ဟုတ်ပြီပြီးတော့ကျွန်တော်ဒီမှာကြီးကြည့်လိုက်ပါအာ activated ဖြစ်သွားပါရဲ့เนาะနောက်မှာ ed နဲ့ပေါင်းသွားပြီဆိုတော့ကျွန်တော်ပြီးသွားပါပြီသူ့ကို close နဲ့ပေးပေးလိုက်ပါပြီးတော့ကျွန်တော်အာအလုံးပြီးသွားပြီဖြစ်သေးတယ်ကျွန်တော်ခဏနေရ file ဒီ file ကမလိုတော့ဘူးเนาะခဏ download ထဲမှာဒီကောင်လေး အဲဒီဒါရွာပြည်တည်းကမလို့တော့ဒါဒါလေးကျွန်တော်ခဏကြာရင်ဒီ antivirus software လေးပြန်ဖွင့်တာတည်းပြန်ပြတ်သွားမှာပါပဲเนาะအဲဆိုတော့ကျွန်တော်လုတ်ပြတဲ့အတိုင်းလိုက်လုတ်တယ်ဆိုရင်တော့ဒါအားလုံးအဆင်ပြေသွားပါပြီသူတကားတွေဖြတ်ခဲ့လိုက်ပါမယ်အာပြီးသွားတော့ကျွန်တော်ခဏပေးခဲ့တဲ့ဟာတွေပြန်ဖွင့်မယ်အော် sorry ဒါမဟုတ်เนาะအဲဒီမှာခဏနာပိတ်ခဲ့တဲ့ဟာတွေအကုန်လုံးပြန်ဖွင့်ပေးပါမဖွင့်လို့မရပါဘူးเนาะပြီးတော့နောက်တစ်ခုကကျွန်တော်ဒီမှာ activate ပြန်လုပ်မယ် sorry edit ပြန်လုပ်တယ်ပြီးတော့နောက်တစ်ခုက control panel ပေါ့နော် control panel ထဲကဒီ chain security ရဲ့ mining setting နဲ့ဝင်မယ်နှစ်ခုလုံးအမှတ်ချက်တက် okay လို့ပေးပါဒါဆိုပြီးသွားပါရယ်နော် okay အဲ့တော့ကျွန်တော်ဒီမှာ software ကို2ချက်နေဖွင့်မယ်ကျွန်တော် online ရော offline ရောနှစ်ခုလုံးမှာအာဒီ full license နဲ့ပေါ့နော် license အပြည့်နဲ့ကျွန်တော်တုံးလို့ရပါပြီဒီနားမှာကျွန်တော်ဒီ အခုကျွန်တော်ပြခဲ့တဲ့တိုင်းလေးလောက်ခဲ့တာဒီလွဲနေတယ်ဆိုရင်တော့ကျွန်တော်ဒီနားမှာ recovery လုပ်ရင်လုံးလုံးမရတော့ပါဘူး။အဲဆိုဒါတော့ကျွန်တော်လက်ရှိကွန်ပျူတာထဲမှာတက်ထားတဲ့ hard disk ဖြစ်နေသေးတယ်ကျွန်တော်စစ်တော့မစစ်ပြတော့ပါဘူးနော်။ကိုကျဲတဲ့ဟာကိုဒီနားမှာသွားပြီးတော့အာဒီမှာ scan လုပ်လိုက်လို့ရပါတယ်။အကယ်၍ main server ကွန်ပျူတာမှာနောက်ထပ် stick တစ်ခုထပ်တက်လိုက်မယ်ဆိုရင်လည်းအဲ့ဒီ stick ပုံတွေထပ်ပေါ်လာမယ်ပေါ့နော်။အဲ့ဒီ stick ကိုကျွန်တော်သွားပြီးတော့ scan လုပ်လိုက်ရင်အကုန်လုံးအာတူတူအော်တိုပေါ့နော် recovery ဖြတ်လိုက်တဲ့ဟာတွေအကုန်လုံးပေါ့နော်သူရှာတွေ့တဲ့ဟာတွေအကုန်လုံးပြန်ပြမယ်ပြီးတော့ကျွန်တော်အဲ့ဒီ recovery ကိုကြိုက်တဲ့ folder တွေကိုပြန်ထည့်လိုက်လို့ရပါတယ်နော်အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ကျွန်တော်ဒီနေ့အာဒီလောက်ထိပဲကျွန်တော်မျှဝေပေးလိုက်ပါမယ်နော်ကျန်တဲ့ဟာတွေက scan ဖတ်ပြတာတော့ကျွန်တော်လွယ်နေသည့်အတွက်အဲ့ဒါတော့ကိုယ်တိုင်ပဲလုပ်လိုက်ပါနော်ဟုတ်ပြီအလုပ်လို့အဆင်မပြေဘူးကျွန်တော်တခုခုလွယ်လျှော်သွားတာတွေအခက်အခဲဖြစ်သွားတာတွေချင်းကျွန်တော်ပြန်မေးပေးပါအားလုံးအဆင်ပြေကြပါစေခင်ဗျာ